ချန်ပီယံလိဖိုင်နယ်ပွဲတော်ဟိုတယ်ဘိုဂင်နီဂျိုတင်လောက်ထားကြတဲ့အာဆင်နယ်ပရိသတ်များအာဆင်နယ်ပရိသတ်တွေဟာလာမယ့်လမြူးနစ်မှာကျင်းပမယ့်ချန်ပီယံလိဘိုလူပွဲတော်အခုတည်းကစီဂျင်နီဂျိုတင်ဆွေးနွေးကြပါပြီ။ကန်နာပရိသတ်တွေကသူတို့ကိုဘိုလူပွဲကိုတက်ရောက်ဖို့အလားအလာနဲတယ်လို့သတ်မှတ်ထားပေမဲ့သူရဲ့ယုံကြည်မှုကမြင်မာနေပါတယ်။ကန်နာတို့ကဒီလာစောပိုင်းမှာလက်ရှိချန်ပီယံရီယယ်မက်ဒရစ်ကိုနှစ်ကြော်ပေါင်းရလက်၅ခုတကုန်းနဲ့အနိုင်ရရှိခဲ့ပြီးဆီမီဖိုင်နယ်ကိုတက်ရောက်ခဲ့ပါတယ်။2006ခုနှစ်နောက်ပိုင်းမှာပထမဦးဆုံးကျင်ဥရောပဘောလုံးရဲ့အထင်ပြပွဲကိုတက်ရောက်ဖို့သူတို့မျှော်လင့်နေကြပါတယ်။သူတို့ရဲ့ချန်ပီယံလိဂီးလန်းမှာတော့ ပြည်ကြည်တင်းနဲ့နှစ်ကြော့ကစားရမယ့်အတားစကီတစ်ခုရှိနေပါတယ်ပထမကြော့ကိုအင်ကာနီညမှာအမေရိကန်ကွင်းမှာကစားမှာပဲဖြစ်ပါတယ်ဒါပေမဲ့စီရင်စရာတွေအရချန်ပီယံလိဖိုင်နယ်တက်ဖို့ပြည်ကြည်ကပိုပြီးရေပန်းစားနေပေမဲ့မြောက်လန်တန်ကပရိသတ်တွေကတော့သူတို့တင်းကိုပိုပြီးယုံကြည်မှုရှိနေတာကိုတွေ့ရပါတယ်အကစားသတင်းတွေပေါ်ပြချက်အရပြီးခဲ့တဲ့အပတ်တွင်ချန်ပီယံလိဘောလူဝဲကျင်းပမဲ့မြူနီမြို့မှာတဲခိုဖို့ရှာဝေမှုဟာ UK ကပုံမှန်ပြင်းပြထက်24.50ရာခိုင်နှုန်းထိမြင့်တက်ခဲ့ပါတယ်တချို့ငယ်မှာပဲပြင်းတက်မှာတော့အလားတူရှာဝေမှုဟာ9.10ရာခိုင်နှုန်းသာမြင့်တက်ခဲ့ပါတယ် အစနေပရိသတ်တွေရဲ့ယုံကြည်မှုဟာဒီနှစ်ပြိုင်ပွဲရဲ့အုပ်စုအဆင့်မှာပြင်သစ်ချန်ပီယံတွေကိုအိမ်ကွေးမှာငကိုကိုမရှိနဲ့အနိုင်ရရှိခဲ့တာကြောင့်ပိုပြီးမြင့်တက်လာနေတာပဲဖြစ်ပါတယ်။ PSG နီးပြလိုဝဲအန်ဒရီကတော့သူတို့တင်းဟာအာဆင်နယ်တင်းရဲ့ကြောက်စီရာကောင်းတဲ့ဆက်ပစ်အန်ဒီယေကိုဂရုစိုက်ခြင်းမရှိဘူးလို့ပြောဆိုထားပါတယ်။ကျွန်တော်အာဆင်နယ်တင်းရဲ့ဆက်ပစ်တွေကိုအစီအစဉ်မဆွဲထားပါဘူးလို့ပြီးခဲ့တဲ့ပတ်မှာပြောကြားခဲ့ပါတယ်။ဒီအချိန်မှာသူတို့နဲ့ကစားပြီးသားပါဒီအစီအစဉ်ရောက်လာဖို့ကျွန်တော်တို့ကိုကူညီပေးခဲ့တဲ့ရည်သွေးနဲ့အားနည်းချက်တွေကျွန်တော်တိထားပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကစားတဲ့ပုံစံနဲ့ခန်းစီကစားတဲ့ပုံစံအတိုင်းပဲကစားပြီးစူပလာတိုင်းကိုရယူခြင်းမတယ်လို့ပြောဆိုခဲ့ပါတယ် ချန်ပီယံလိဆုဘလာအတွက်အာဆနယ်အသင်းရဲ့ပြိသက်တွေရဲ့ယုံကြည်မှုအမှတ်ကန်သွားမလားဒါမှမဟုတ် PSG ကသူတို့ရဲ့မျောလင်းချက်ကိုဖျက်ဆီးသွားမလားဆိုတာစောင့်ကြည့်ရမှာပါဒီမှာ United ရဲ့အမ